ကမ်းမနိုင်မွေးတွေရောက်ယူခဲ့ကြပေမဲ့အဆီမီဖိုင်နယ်တက်ရောက်ခွင့်နဲ့လွဲချော်ခဲ့ကြတဲ့အက်စတိုမီလာနဲ့ဒေါ်မော်ယမနီကရှင်ပြန်ကစားသွားတဲ့အက်စတိုမီလာအသင်းနဲ့ BSD အသင်းတို့ရဲ့ချန်ပီယံဒုတိယကျောက်ပွဲစဉ်မှာအက်စတိုမီလာအသင်းတို့တိုက်စစ်အလွန်ကျော်ဖိနှိပ်တာကြောင့်စောစောစီစီနှစ်ဂိုးပေးရတာကသူတို့အတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့ရပါတယ် BSD အသင်းရဲ့ဗလာမားကျောက်မှာဘလောက်ပဲကိုပြနိုင်ပါစေဒုတိယကျောက်မှာဆိုလို့ရှိရင်အမြဲလိုလိုရုန်းကန်ရတာကသူတို့အတွက်အခုမှမဟုတ်ပဲ 2016-2019ရာသီတုန်းကလေဘာစီလိုနာအသင်းကို၄ဂိုးဂိုးမရှိနဲ့ဂိုးပြတ်နိုင်ပြီးမှဒုတိယကြိမ်မှာ6ဂိုးကိုနဲ့ရှုံးပြီးတော့ရုံးနဲ့16သင်းအဆင့်ကနေလှည့်ပြန်ခဲ့ရဘူးတာလည်းပဲဖြစ်ပါတယ်။အခုလည်းပဲ BSD အသင်းတို့ပရမအကြိမ်မှာ3ဂိုးကိုနဲ့နိုင်နိုင်ရွက်တွင်မဲ့9ဂိုးဂိုးမရှိနဲ့ဂိုးပြတ်ဥဆောင်ပြီး2ကြောပေါင်းရလဲ9ဂိုးကိုဖြစ်နေတာတော့မှဘဲကူမထင်ရှုံးနိုင်ပဲဒေါ်လာရာမှာကောင်းလို့သာနောက်ထပ်ဂိုးတွေမပေးရတော့ပဲ semi final ကနေလှည့်မဲ့ပြန်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။ အစရိုမီလာတီအောင်စောစောစီစီကိုရောက်ဖို့ဆန္ဒဆောင်းနေတာကြောင့်တန်းဆုပ်ကိုဖိအားပေးနေတဲ့အချိန်မှာကောင်တာတွေပေါက်ပြီး7မိနစ်မှာဟာဂီမီ28မိနစ်မှာနိုနိုမန်နက်စတိုကဂိုးတွေသွင်းခဲ့လို့ဆီမီဖိုင်နယ်မျောလင်းချက်အဆုံးသတ်ရဖို့တေချာတော့ဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့34မိနစ်မှာတီတီစပန်ကခြေပေါက်ကိုသွင်းယူခဲ့တာကြောင့်အစရိုမီလာအသင်းကစားအားနဲ့စိတ်တက်ပါတက်လာပြီး55မိနစ်မှာမကင်း နံမင်းအကြာမှာပဲ BSG ရဲ့တင်းနဲ့တွေ့တိုင်းခြေစွမ်းပြလေရှိတဲ့ Market Rashpo ကတကူတော်အစွမ်းနဲ့ဖန်တီးပြီးတာကနေကွန်စာကပယ်သွင်းခဲ့တဲ့အတွက်ဘွဲရဲ့ရှိန်ဝင်းရှာဟာ Stormilla အသင်းဘက်ကိုပြန်ပြီးတင်ဆောင်လာခဲ့ပါလိမ့်။ Stormilla အသင်းတို့ Stora ကိုရောက်ရှိနိုင်တဲ့ခွင့်ရေးကောင်းနေပန်ဆိုင်နိုင်ခဲ့ပေမယ့်လည်း Donnarumma လက်စွမ်းပြကာကွယ်ခဲ့တာတွေ၊ Villa Zamari လွဲချော်ခဲ့တာတွေကြောင့်ဂိုးမရရှိခဲ့ပါဘူး။ ဒီနေရာမှာဦးနိုင်ရမရီရဲ့လူစားလဲလှယ်ပုံတွေဟာနည်းနည်းတော့ဝေဖန်ချင်စရာကောင်းပြီးတော့ကစားတန်နေသေးတဲ့ Market Rashford ကိုလူစားလဲလှယ်ခဲ့တာကမှားရွေးနဲ့ဆုံးဖြတ်ချက်လို့မြင်မိပါရီ။မကင်း Market Rashford တို့မရှိတော့တဲ့အချိန်မှာ Stormilla အသင်းကကွင်းလဲရုံးအားနဲ့တက်စင်အားဟာကြောက်ဆင်းသွားခဲ့ပြီး PSG အသင်းက Diamond Asset ကနေပဲအပိုင်ခွင့်ရရရှိခဲ့ပေမဲ့ Marinas ကွယ်သွားလို့သာတတ်တာခဲ့ရတာလည်းဖြစ်ပါရီ။ လက်ချက်မိနစ်တွေမှာစတိုမီလာအသင်းကရေးပါတဲ့စတော့တာကိုမသွေးနိုင်ခဲ့တာကြောင့်၃ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့၂ကြောပေါင်းရလဲ၅ဂိုး၄ဂိုးနဲ့ရှုံးနေပြီးတော့ quarter final ကနေလှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့လည်းဒေါ်မွန်အသင်းကအင်ကွဲမှာခြေစွမ်းပြပြီးဘာစီလိုနာအသင်းကို၃ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လည်း၂ကြောပေါင်းရလဲ၅ဂိုး၃ဂိုးနဲ့ရှုံးနေခဲ့တာကြောင့် semi final တက်ရောက်ခွင့်ဆုံးရှုံးခဲ့ရပါလိမ့်။ ဘာဇီလိုနာအသင်းဘက်ကိုဟတ်ထွေသွင်းယူနိုင်ငံရေးတက်စစ်ဇာမဂီရောစိတ်ဟာဒီယာလီချမ်ပီယံလိမှာဆရဂိုအထိသွင်းယူနိုင်ငံရေးအတွက်နယ်မြော်တက်စစ်မူဟောင်းတွေဖြစ်ကြတဲ့လီဗနော့စကီဟာလန်တို့ရဲ့ဒီယာဒီအတွင်းချမ်ပီယံလိသွင်းကိုအများဆုံးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပြီလည်းပဲဖြစ်ပါတယ်မော်ဒူနာဒေကလော2018-19ရာသီနောက်ပိုင်းချမ်ပီယံစင်မီဖိုင်နယ်အဆင့်ကိုပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီးဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ချမ်ပီယံစုလာစကူနိုင်အောင်ဆက်လက်ကြိုးပမ်းရတော့မှလည်းဖြစ်ပါလိမ့် အနီးကပ်တွေ့ပွဲပဲဖြစ်တဲ့ထမှတ်ခြင်းခံလိုက်ရတဲ့ Real Madrid စတာကန်လျာမပေ Real Madrid အသင်းရဲ့ Superstar ကန်လျာမပေအားယမနီတုံကအလာဘက်ရဲ့ကွင်းလန်စားမအတိုနီယိုဗလာမဂိုအားပြစ်ဒဏ်ကျူးလွန်မှုတွေအနီးကပ်ပြသခြင်းခံခဲ့ရပြီးရနောက်တပွဲပဲဖြစ်တဲ့ထမှတ်ခြင်းခံလိုက်ရပါလိမ့်အသက်26နှစ်ရဲ့ပြင်သစ်ဒင်းကောင်းဆောင်ဟာဘလန်ကိုအားမလိုအပ်ဖဲကျန်းမ်းစွာဇာခဲ့တော့ဖြစ်ပြီးအနည်းငယ်ပြသခြင်းခံခဲ့ရတာလည်းပဲဖြစ်ပါလိမ့် ကလေးမမီအောင်ဒါရအနီကပြသခြင်းခံခဲ့ရတာဖြစ်ပြီးသုံးဘွဲပဲပြစ်တန်အထိထားမှတ်ခံရနိုင်တဲ့အနေအထားလေးပဲဖြစ်ပါလိမ့်။ဒါပေမဲ့အခုကမ္ဘာလောစပိန်ဘောလုံးအဖွဲ့ချုပ်စီကန်ထင်းသိမ်းကော်မတီကကလေးမပေကိုတပွဲပဲပြစ်တန်သာထားမှတ်ခဲ့တာလေးပဲဖြစ်ပါလိမ့်။ကလေးမမီအောင်ပွဲပဲပြစ်တန်ကြောင့်လာမယ့်တင်းဝင်နေ့ဘီဘောင်နဲ့လာလီကာပွဲစဉ်ကိုလွဲချော်လာမှလေးပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီပွဲစဉ်ပြီးမှတော့ဇာရမယ့်ဘာစီလိုနာအသင်းနဲ့ပွဲမှာတော့ပြန်လည်ပါဝင် ကစားနိုင်တော့မှလေးပဲဖြစ်ပါလိမ့်။ ရေဘန်တို့ရဲ့အတင်းချမ်ပီယံကွာတာဖိုင်နယ်ဒူရီယာကျောပွဲစဉ်ကိုလွဲချော်လာမယ်ဂျော်ဂျင်ဟိုအော်စတြေးလျရဲ့ငွေလက်စားမဂျော်ဂျင်ဟွာဒိုင်ယာပြဿနာကြောင့်ဒေဂင်းညရီယမထရီအတင်းနဲ့ယင်ဆိုင်ရောက်မယ်ချမ်ပီယံကွာတာဖိုင်နယ်ဒူရီယာကျောပွဲစဉ်ကိုလွဲချော်လာမှာလည်းပဲဖြစ်ပါလိမ့်အသက်33နှစ်အရွယ်ဒီလီကွေးလက်စားမကစနေနေ့ကဘရမ်ဘိုအတင်းနဲ့တကူစီတီအကြောင်းနဲ့နှောင်းပိုင်းမှာနိုင်ရိုးဒိုင်ယာရရှိခဲ့တယ်လို့ယူဆခဲ့ရပါလိမ့်အော်စတြေးလျပထမကြော်တော့ကအမေရိကန်ကွင်းမှာရီယယ်မထရီအသင်းကို၃ဂိုးမရှိနဲ့အနိုင်ရရှိထားပါလိမ့် အောစီအသင်းကဘရဘွန်နယ်ပွဲမှာသောမတ်စ်ပါလီကိုညာတော့ခံလူအဖြစ်အသုံးပြုခဲ့ပေမဲ့လည်းဒဏ်ရာရရှိသွားခဲ့လို့ဒုတိယပိုင်းမှာလူစားလဲလှယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ PSG အသင်းကိုနိုင်ရခဲ့တာဟာဗီလာအသင်းကို နောက်ဆင့်ကို မြင့်တဲ့ဈေးဒါပဲလို့ဖွင့်အောင်ပြောဆိုခဲ့တဲ့ Unai Emery PSG အသင်းကိုနိုင်ရရှိခဲ့တာဟာဗီလာအသင်းကိုနောက်ဆင့်ကိုမြင့်တဲ့ဈေးဒါပဲလို့နေပြကြီး Unai Emery ကဖွင့်အောင်ပြောဆိုခဲ့ပါတယ်။ အော်စတြေးလျနိုင်ငံဘရမာတော့မှာ3ဂိုးဂိုးနဲ့ရှုံးနေခဲ့ပေမဲ့အင်ကွဲမှာ3ဂိုး2ဂိုးနဲ့ပြန်လည်နိုင်ရရှိကြတာဖြစ်ပြီးဂျေဘာကိုပြန်လည်ရရှိနိုင်မဲ့ဂိုးသွင်းခွင့်အများပြားလဲရရှိကြတာလည်းပဲဖြစ်ပါလိမ့်။အော်စတြေးလျအသင်းနဲ့ VSD အသင်းနဲ့နှစ်ကြော့စုံကိုကောင်းမွန်စွာရှင်းပြနိုင်ခဲ့ပြီးဒုတိယကြော့မှာဆိုရင်နိုင်ဝဲပြန်လည်ရယူနိုင်ခဲ့တာကအသင်းအတွက်အမြင့်မားဆုံးအောင်မြင်မှုဖြစ်ကြောင်းလာဝရသည်မှာချမ်ပလီဝင်ခွင့်ထပ်မံရယူနိုင်ဖို့လိုအပ်ကြောင်းနေပြည်တော်နဲ့အမေရိကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဘယ်ဇီးယားဝဲစင်ကအသိအဆွမ်းဆောင်ရေးအပေါ်ဂုံယူတင်နေမိပြီးမီလာရဲ့အစဉ်အနှံကိုပြသနိုင်ခဲ့ကြောင်းလဲအမေရိကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ်။တရားသည်တွေမှာဂျမနီတွင်ကိုအများဆုံးအာဖရိကဇာမားအဖြစ်စံချိန်တင်လာတဲ့ကိုရောက်စီဒေါ်မွန်ရဲ့တန်းစစ်ဇာမားကိုရောက်စီကတော့တရားသည်အတွင်မှာဂျမနီတွင်ကိုအများဆုံးအာဖရိကဇာမားအဖြစ်စံချိန်တင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ်ဘာစီလိုနာအသင်းကို3ဂိုးတကူနဲ့အနိုင်ရရှိတဲ့ချန်ပီယံကွာတာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မှာကိုရောင်စီကတရောက်ထဲဟတ်ထွက်သွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒေါ်မွန်သင်္ကန်းကကြော်ပေါင်းရလက်9ဂိုး3ဂိုးနဲ့ရှုံးနေခဲ့တာဖြစ်ပြီးပြန်ဝင်ကနေထွက်ခွာခဲ့ရပေမဲ့ဂီနီတိုင်းစစ်စားမကူရောင်စီကတော့မိုဟာမက်ဆာလာနဲ့မာနီတို့မှတ်တမ်းတင်ထားတဲ့ချန်ပီယံသွင်းကိုမှတ်တမ်းကိုကြော်ဖြတ်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အခုနေ့ရာသီအစကမှစတူကန်ကနေပြောင်းရွှေ့လာတဲ့ဂူရာစီက ဂျမလီမှာ73ခုနဲ့ဂိုးအများဆုံးဈာမအဖြစ်ဦးဆောင်နေတာဖြစ်ပြီးဒေါ်မော်သိန်းအတွက်ပြောင်းဆုံပွဲပေါင်း40မှာ25ခုတွင်းယူထားတာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မတ်ရဲ့အသင်းနဲ့ရူရီယာကျော်ပွဲစဉ်ကိုရဲရဲရင်ရင်ကစားဖို့အသင်းသားတွေကိုတိုင်တုံပြောဆိုလိုက်တဲ့နေပြအာဒီတာ။ရီယယ်မတ်ရဲ့အသင်းနဲ့ပွဲစဉ်ကိုရဲရဲရင်ရင်နဲ့အသင်းသားတွေကိုမှာကြားထားကြောင်းနေပြအာဒီတာကဖွင့်အားပြောဆိုလာပါလိမ့်။အောင်စင်သိန်းကပထမကျော်အင်ကွေးမှာ၃ဂိုးပြန်တဲ့အနိုင်ရရှိထားပေမဲ့ ဂျမလီအတွင်းအကြုံရှိတဲ့ရီယယ်မထွေအသင်းရဲ့အင်ကွဲမှာဘောင်းဆိုဖြစ်သွားနိုင်ကြောင်းကမ္ဘန်သုံးသပ်မှုတွေရှိနေကြတာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ကတော့ဇာမားတွေကိုရဲရဲရင်ရင်နဲ့တတိရှိရှိကစားကြဖို့မှာကြားထားပြီးအင်ကွဲမှာဇာခဲ့သလိုပဲနိုင်ွယ်ထပ်ယူနိုင်ဖို့ပြောထားကြောင်းဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ ရေမရီအသင်းကိုပရမကျော်တော်ကအတိုင်းပဲအသာစီရယူပြီးတော့ဇာလန်မှုပြင်ဆင်ထားပြီးရရှိလာတဲ့အခွင့်အရေးတွေကိုကိုယ်ပြည့်အသုံးချသွားမှာဖြစ်ကြောင်းနေပြရီတာကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည်။ရေမရီအသင်းကတော့အာဆင်နယ်ကို၃ဂိုးပြတ်သွင်းယူနိုင်မှုအဖက်ဘက်ကနေပြင်ဆင်နေပြီးတော့အင်္ဂွေဘာနေပြုတ်ကိုလည်းအမိုးပိတ်ပြီးတော့ကစားသွားမယ်လို့လည်းသိရှိရပါရည်။အေဂျင်ကနှစ်နှစ်ဇာတ်အများဆုံး၃နှစ်ကလေးဖြစ်လာတဲ့ Chelsea ဂျယ်စီတင်းကပရီးမီယာလိဂ်ကလပ်တွေမှာအေဂျင်ကအသုံးပြုမှုအများဆုံးကလပ်အသင်းအဖြစ်နှစ်နှစ်ဇာတ်ရပ်တည်လာပါတယ်။ AVR ထုတ်ပြန်တဲ့မှတ်တမ်းအရဂျယ်စီတင်းဟာ2024ခုနှစ်ဖေဖော်ဝါရီလ2ရက်ကနေ2025ဖေဖော်ဝါရီလ3ရက်နေ့အထိကာလအတွင်းမှာဂျယ်စီတင်းကဇာမာခေါ်ယူအင်အားဖြည့်တင်းနိုင်ရေးအတွက်အေဂျင်ကိုပေါင်သန်း60ကျော် ပေးချေခဲ့ရပါတယ်။တပတ်မှလည်းပရီးမီယာလိဂ်ကလပ်တွေဟာဒီကာလတွေအတွင်းမှာအေဂျင်ဇယိတ် ပေါင်400နဲ့9တသမတသန်းသုံးဆွဲခဲ့ပြီးရခင်နှစ်ပေါင်400ကိုတသမ5တန်းထက်အနည်းငယ်လျှော့သုံးလာရတာလည်းပဲဖြစ်ပါလိမ့်မန်စတီးယားအေဂျင်စီပေါင်52တန်းနဲ့ဒုတိယအများဆုံးဖြစ်အသုံးပြုခဲ့တာဖြစ်ပြီးမိုင်းရက်တဲ့အသင်းကတော့ပေါင်33တန်းနဲ့တတိယအများဆုံးသုံးဆွဲခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒါဗီယန်စတွန်ဘီလာနေယူကောစဲအော်စနယ်အသင်းတို့ကလည်းအေဂျင်ကအသုံးပြုမှုအများဆုံးအသင်းစင်းထဲမှာလည်းပါဝင်ခဲ့ကြတာလည်းပဲဖြစ်ပါလိမ့် ။ဂျာမန်ချစ်ကလပ်တွေမှာတန်းတက်ရေးချိုးပန်းနေတဲ့လီဂါပေါင်း18ဒသမ8သန်းအထိအသုံးပြုခဲ့တာဖြစ်ပြီးအေဂျင့်ကအများဆုံးအသုံးပြုတဲ့ချန်ပီယံရှစ်ကလပ်အဖြစ်ရပ်တည်နေတာလည်းပဲဖြစ်ပါလိမ့်။ဒီစီရီမှာလေပရိသတ်များလို့ကိုစိတ်နှပြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ။